မင်္ဂလာပါရှင်ဘာမခိတိတဲ့တင်ဌာနကနေအော်တိုဘလာ15ရက်နေ့နောက်ဆုံးရစိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့တင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တင်ကတော့မြန်မာနိုင်ငံတွင်စစ်တပ်ကကျူးလွန်နေသည့်လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုများကိုနိုင်ငံတကာကတုံ့ပြန်အရေးယူရန်ဖြတ်ကွက်နေခြင်းကြောင့်ကြောင်မတ်ဖွယ်ရာနောက်ဆက်တွဲအကျိုးဆက်များကိုမြန်မာနိုင်ငံ၏လက်ရှိအခြေအနေကထင်ရှားစွာလှစ်ဟပြသနေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံမတ်ကြီးဦးချုံမိုးထွန်းကပြောဆိုလိုက်ပါတယ်။ ရမနီအမေရိကန်ပြည်အောင်စုနယူးယောက်မြို့အကျဉ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံဥပဒေရေးရကော်မတီစက်တမကော်မတီ၏အထွေထွေဆွေးနွေးပွဲအစီအစဉ်အမှတ်81လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများခေါင်းစဉ်ဖြင့်အထွေထွေဆွေးနွေးမှုအတွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းခုဆက်လေတတ်မှတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါတိုင်ပြောဆိုလိုက်ခြင်းဖြစ်ပါသည် မြန်မာနိုင်ငံအပါအဝင်ကပ္ပနေရအနှံ့တွင်လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများဆက်လက်ဖြစ်ပေါ်နေလျက်ရှိလူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကို APP ဆိုင်ရာအတိုင်ဝန်ကပြက်သားစွာထုတ်ပြန်အရေးယူဆောင်ရွက်ရန်ပြက်ကွက်နေခြင်းဤချောင်းမက်ဖွဲရာနောက်ဆက်တွဲအကျိုးဆက်များကိုမြန်မာနိုင်ငံဤလက်ရှိအခြေအနေကထင်ရှားစွာလှစ်ဟပြသနေကြောင်း 2025ခုနှစ်စက်တင်ဘာလအတွင်းလူခွင့်ရေးကောင်စီတို့တင်သွင်းခဲ့သည့်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးရန်ညရာဤအစီရင်ခံစာ၌အကြံဖတ်စေအုပ်စုကကျွလွန်နေသည့်ယာစက်ဝဲမှုများပုံမပြင်းထန်လာလျက်ရှိကြောင်းကိုစိုးရိမ်ဖွယ်ရာအထောက်အထားများဖြင့်ဖော်ပြထားကြောင်းတမ်မတ်ကြီးကပြောဆိုပါသည်အကြံဖတ်စေအုပ်စုသည်၎င်းတို့ဤရက်ဆက်ကြံကြုတ်သည့်ယာစက်ဝဲမှုများကိုတာဝန်ခံမှုမှရှောင်လွဲရန်ကြံစီ၍တရားမဝင်အာဏာသိမ်းမှုကိုတရားဝင်စေရန်ရည်ရွယ်ချက်ဖြင့်အထူးရောက်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုစီစဉ်နေကြောင်း တရားဝင်မှုကိုအထူးရောင်ဖန်တီးရန်ကြိုးပမ်းမှုများသည့်ရက်ဆက်ကြံကြုတ်သည့်ရာဇဝတ်မှုကျူးလွန်သူများကိုအပြစ်ပေးအရေးယူခံရမှုမှာကာကွယ်ပေးနိုင်မည်လည်းမဟုတ်သလိုအကာအကွယ်လည်းမပေးသင့်သည်ကိုသတိပြုရန်လိုအပ်ကြောင်းတမ်မတ်ကြီးကထောက်ပြပါသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ယာစပွေးမှုများအတွက်တာဝန်ရှိသူများကိုအပြည့်အစုံဆိုင်ရာယာစပွေးတရားရုံးနှင့်အခြားသောတပ်ဆိုင်ရာတရားစီရင်ရေးရန်ရာများ၏တင်လျော်သည့်တရားစီရင်ရေးလုပ်ငန်းစဉ်များမှတက်စဉ်အပါဝင်အပြစ်ပေးအရေးယူရမည်ဖြစ်ပြီးအကြံဖတ်ဆေးအုပ်စုကစီစဉ်နေသောအတုရောင်ရွေးကောက်ပွဲကိုပြတ်သားစွာပေးချရန်နှင့်ဆီယာနာရှင်စနစ်ကိုအဆုံးသတ်ရင်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးမြန်မာနိုင်ငံအတွက်ငြိမ်းချမ်းပြီးတရားမျှတသောအနာဂတ်ကိုရရှိစေရေးတို့အတွက် မြန်မာပြည်သူများ၏ကြိုးပမ်းမှုတွင်ခိုင်ခိုင်မာမာအတူတကွနီလန်းအားလုံးကိုအသုံးပြု၍ရည်တည်ပေးကြရန်အပီပီဆိုင်ရာအတိုင်ဝန်နှင့်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးကိုတမ်းမဲကြီးကတောင်းဆိုလိုက်ပါတယ်။စစ်တပ်ကတရားမဝင်အာဏာသိမ်းပြီး၄နှစ်ကျော်ကာလအတွင်းအကြမ်းဖက်စစ်တပ်သည်ခွဲခြားမှုမရှိ၄ကြောင်းတိုက်ခိုက်မှုပေါင်း3844ကြိမ်ကျူးလွန်ခဲ့ပြီးအပြစ်မဲ့ပြည်သူပေါင်း4135ဦးဆုံးရှုံးခဲ့ရကကျောင်းစေကန်နှင့်ဘာသာရေးအဆောက်အအုံတထောင်ကျော်အပါအဝင်ပုဂ္ဂလိကအဆောက်အအုံပေါင်းတသိန်းကျော် ဖြည့်စည်းဆုံးရှုံးခဲ့ရပြီးဖြစ်ပါကြောင်းလက်ရှိအချိန်တွင်မှတ်တမ်းတင်အတည်ပြုထားနိုင်သောအစုလိုက်အပြုံလိုက်တက်ဖြတ်မှု452ကြိမ်ကျူးလွန်ခဲ့ပြီးကလီငယ်ရခနန်းအပါဝင်အရက်သား4863ဦးသေဆုံးခဲ့ရပါကြောင်းအကြံဖတ်စစ်တပ်သည်တရားမဝင်အတင်းကျပ်စစ်သားစုဆောင်မှုပေါင်း 1638ရောက်ကိုလည်းကျူးလွန်ခဲ့ပြီးအရွယ်မရောက်သေးသူများအပါအဝင်လူပေါင်း3000ကျော်ကိုအတင်းအကျပ်စစ်သားစုဆောင်ခဲ့ပါကြောင်း။2025ခုနှစ်အောက်တိုဘာလ6ရက်နေ့ဗုဒ္ဓဘာသာဝင်တို့ဤနေတူးနေပြည့်နေ့တွင်ပင်အကြံဖက်စစ်တပ်သည်သကိုင်းတိုင်းဒေသကြီးချောင်းဦးမြို့နယ်တွင်လူစုလူဝေးအတွင်တို့လူမဆန်စွာလေကြောင်းမှတိုက်ခိုက်ခဲ့ပြီးကလီငယ်များအပါအဝင်အရက်သား20ခန့်ဆုံးရှုံးခဲ့ရကလူပေါင်းများစွာထဏ်ရာရရှိခဲ့ပါကြောင်းတမ္မတ်ကြီးကပြောဆိုပါသည်။ အကြံဖက်စစ်တပ်ကလူသားမျိုးတွေပေါ်ကျူးလွန်သောရာဇဝတ်မှုများနှင့်စစ်ရာဇဝတ်မှုများကျူးလွန်နေရာတွင်ချင်း၊ကချင်း၊ကရင်ပြည်၊ကယား၊ကရင်၊ရခိုင်၊ရှမ်း၊စကိုင်းနှင့်မကွေးတိုင်းဒေသကြီးများရှိအယက်သားများအပေါ်ခွဲခြားမှုမရှိဘဲပြစ်ခတ်တိုက်ခိုက်ခဲ့သည့်လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများတိတိတသားများပြလာခြင်းစနစ်တကျနှင်းပန်းနှိပ်စက်မှုများလိမ့်ပိုင်းဆိုင်ရာအကြံဖက်မှုများကလေးသူငယ်များအပါအဝင်လူထောင်ပေါင်းများစွာကိုဥပဒေမဲ့အကျဉ်းချမှုများရှိနေကြောင်းတမ်မတ်ကြီးကရှင်းပြပါသည် ဆက်လက်ပြီးမိထီလာနှင့်ရေတာရှည်မှုနယ်တို့တွင်စစ်မှုထမ်းအပတ်စဉ်ဆက်ရှိအတွက်လူငယ်68ဦးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မန္တလေးတိုင်းမိထီလာမြို့ပေါ်တွင်အကြံဖတ်စစ်တပ်ကစိုက်ကဲနှစ်ဦးစီးနှင်းလာသည့်လူငယ်များကိုစင်ပေါ်တန်းအပတ်စဉ်ဆက်ရှိအတွက်ပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါသည်။အော်တိုဘားလာ၁၄ရက်နေ့ည၈နာရီခန့်မှစတင်ပြီးမိထီလာမျိုးရှိဘဲခန့်စီအနီးတွင်အကြံဖက်စစ်သားများကစစ်မှုထမ်းအပတ်စဉ်၁၈ရက်အတွင်းစိုင်းကဲ၂ဦးစီးနေသည့်လူငယ်၂၀ကျော်ကို ပေါ်တာဆွဲဖန်ဆီးသွားခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့သောပေါ်တာဆွဲဖန်ဆီးသွားသောလူငယ်20ကျော်ကိုအကြံဖက်စစ်တပ်ကခလာရ133တည်ရင်တို့ဖန်ဆီးခေါ်ဆောင်သွားပြီးလက်ရှိချိန်ထိလူငယ်များ၏မိသားစုဝင်များကပေါ်တာဆွဲဖန်ဆီးခံရသည့်ကိုမသိရှိသောကြောင်းလာရောက်ထုတ်ယူသူမရှိသေးကြောင်းသိရပါတယ်။အလားတူအော်တိုဘားလ12ရက်နေ့ကလည်းမိတီလာမျိုးနွယ်အတွင်အကြံဖက်စစ်သားများကအင်စီကများဖြင့်လိုက်လံပေါ်တာဆွဲဖန်ဆီးရာလူငယ်9ဦးဖန်ဆီးခံခဲ့ရကြောင်းသိရပါတယ်။ လက်ရှိချိန်တွင်အကြံဖက်စစ်တပ်သည်စစ်မှုထမ်းရတာချက်မပြည့်မီသောကြောင့်စစ်တင်တဲ့အပတ်စဉ်များမပြီးခင်လူငယ်များကိုစုဆောင်ပြီးထတ်တိုးအင်အားအဖြစ်ရသမျှဖမ်းဆီးပို့ဆောင်နေကြောင်းအကြံဖက်စစ်တပ်သည်ဘူရာယုံများကားခိတ်များကိုပြစ်မှတ်ထားပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်ကြောင်းသိရပါသည် ထို့ပြင်ဘကိုးတိုင်းရေတားရှိမြို့နယ်တွင်လည်းမြို့နယ်ထွေအုပ်ရုံမှလက်ထောက်ညွှန်ကြားရေးမှုဥက္ကာတန်းကလည်းစစ်မှုထမ်းအဖက်စင်ဆက်ရှိအတွက်လူငယ်40ဦးကိုပေါ်တာဆွဲဖမ်းဆီးကာစစ်မှုထမ်းရဲ့ပို့ဆောင်ပေးခဲ့ကြောင်းထွေအုပ်ရုံသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘာလာတွင်ရေတားရှိမြို့နယ်၌စစ်မှုထမ်းတပ်သားလူငယ်38ဦးကိုပေးပို့ရန်အကြံဖတ်စစ်တပ်ကစီကိုင်းခဲ့တော်လဲလက်ထောက်ညွှန်ကြားရေးမှုဥက္ကာတန်းကလူငယ်40ဦးကိုပေါ်တာဆွဲဖမ်းဆီးကာစစ်မှုထမ်းတပ်သားအဖြစ်စစ်တပ်တဲပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ဥက္ကတန်ဆိုတဲ့စစ်ခွေးလက်ပါစီကရီတာရှင်မျိုးနွယ်တွေကမပြောင်းရွှေ့ရရဲ့အတွက်စင်ပူတန်စူဆောင်မှုကိုရာထာချက်ပြည့်မြအောင်စူဆောင်ပေးလိမ့်ရှိပါတယ်။ ရှက်ခူလာအတွင်းတိုင်းစစ်ကောင်စီကစစ်မှုရန်တပ်သားတိ38ဦးအချိုးကျတောင်းဆိုတာကိုလူငယ်40ဦးကိုပေါ်တာဆွဲဖမ်းဆီးပြီးစူဆောင်ရေးကိုပို့ဆောင်ပေးလိုက်ပါတယ်ဟုထွေအုံယုံတရင်ရင်းမြစ်ကပြောဆိုပါတယ်။အဆိုပါရရာရှိမျိုးနယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှုဥက္ကဋ္ဌတန်းဒီလူငယ်အတွင်း၌တာဝန်ချနေသည်မှာ၅နှစ်ခန့်ရှိပြီဖြစ်ပြီးစစ်မှုထမ်းရန်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးသည်မှာ လွန်စွာတာဝေခြေသူဖြစ်ကြောင်းရေရာရှည်မြို့နယ်တွင်လည်း၎င်းမယားဖြစ်သူ ပိုင်ဆိုင်သောရွှေဆိုင်နှင့်အိမ်ချမ်းမြများစွာရှိကြောင်းသိရှိရပါသည်ဆလပီရေမြို့နယ်တွင်စစ်ကြောင်းထုံးနေသည့်စစ်တပ်ကိုတိုက်ခိုက်မှုစစ်တပ်မှအဖိုးကြီးတအုပ်အပါဝင်စနက်ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်မော်ဘီနယ်ရေမြို့နယ်အတွင်းစစ်ကြောင်းထုံးနေသည့်အကြံဖက်စစ်တပ်ကို၃ရက်ဆက်တက်တိုက်ခိုက်ရာစစ်တပ်မှအဖိုးကြီးတအုပ်အပါဝင်စနက်ဦးသေဆုံးခဲ့ကြောင်း မော့စတိတ်ရီဗိုလူရှင်နရီဖုန်း MSRF မှာပြောရေးဆိုခွင့်ရှိသူမိတလညံကသတင်းဌာနကိုပြောကြားပါရယ်။အော်တိုဘားလ10ရက်နေ့နနက်9:00နာရီခန့်အချိန်ရှေးမြို့နယ်ကနင်ကမော့ရွာနီစစ်ကြောင်းထိုးလာသောအကြံဖက်စစ်တပ်ကိုတော်လန်ရေးတပ်ဖွဲ့များကကြောက်ကြစနစ်ဖြင့်ကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှတက်ချက်တအူအပါဝင်2ဦးသေဆုံးပြီးတော်လန်ရေးမှာဟာမိတ်တပ်ဖွဲ့ဝင်များအထိကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါရယ်။ အလာတူရင်းနှီးညက်နေ၄နာရီခန့်တွင်အောင်သာယာရွာနှင့်လိမ္မော်ချမ်းရွာကာလန်အနီးတွင်လည်းအကြံဖတ်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းရဲတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့စဉ်တိုက်ပွဲမိနစ်၃၀ခန့်ဖြစ်ပွားခဲ့ပြီးစစ်သားတအုပ်တေဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ထို့သူအော်တိုဘာလ၁၇ရက်နေ့မိုးလယ်၁၂နာရီခန့်အချိန်အောင်တပြေဖုံကြီးကျောင်းအနီးရှိအကြံဖတ်စစ်တပ်ကိုတော်လိုင်းရဲတပ်ဖွဲ့များကခြုံဖြင့်ပုံနှလုံးကျဲချခြင်းနှင့်လက်နက်ကြီးဖြင့်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့်စစ်သားတအုပ်တေဆုံးကတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အော်တိုဘလာ၁၂ရက်နေ့နနက်၁၇နာရီ၁၀မိနစ်ခန့်အချိန်တွင်လေဘီလမိုင်းကြီးရွာမှအေးကပါကြီးရွာအနီးသို့စစ်ကြောင်းထိုးလာသောအကြံဖက်စစ်တပ်နှင့်တိုက်ပွဲမိနစ်၃၀ခန့်ဖြစ်ပွားခဲ့ကာစစ်တပ်ဗမာပူကြီးတအုပ်အပါဝင်၈ဦးသေဆုံးက၅ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည် သုံးရတာတိုက်ပွဲမှာစစ်ခွေးဆက်နှကောင်တေဆုံနာကိုညဉ့်ညင်သတင်းရင်းမြစ်ကနေအတည်ပြုခဲ့ပါတယ်။အခုလက်ရှိအချိန်ထိစစ်ခွေးထတ်တိုးတေဆုံတဲ့သတင်းမရှိသေးပါဘူး။ဒီတိုက်ပွဲမှာအရှင်ဖမ်းမိတဲ့စစ်ခွေးမရှိပါဘူး။အယက်သားပြည်သူများအနေနဲ့ရန်သူစစ်ကြောင်သတင်းအခြေအနေကိုနားဆွင့်ပြီးသတင်းနဲ့သွာလာလှုပ်ရှားဖို့တိုက်တွန်းလိုပါတယ်ဟု Mostate Revolutionary Force MSRF မှပြောရေးဆိုခွင့်ရှိသူမီတလညံကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတော်လှန်ရေးမဟာမိတ်ဖူးပေါင်းတပ်ဖွဲ့များဖြစ်သော မွန်ဖီတော်လန်ရေးတံ MSRF ရေးပြည်သူ့ကာကွယ်ရေးတံ YPDF ရမညာတက်တော် RMA KNL တက်ရင်28တက်ခွဲတင်ဖြူဟာ33ဒေါနာချေမုံရေးတက်ခွဲနေတပင်ရွှေတီတက်တို့ကဖူပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်ဆက်လက်ပြီးတိုင်းသားတွေဖြစ်နိုင်တာသာပြောဖို့လိုပြီးမဖြစ်နိုင်တာရှောင်မလို့ဖို့နေနိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြဖို့မင်းအောင်လိုင်းပြောဆိုပြန်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အကြံဖတ်မိအောင်လိုက်ကတိုင်းဒါလက်နဲ့ကင်များအနေနဲ့ငင်းချမ်းရေးရရှိရေးဖြစ်နိုင်တာတွေသာပြောဖို့လိုပြီးမဖြစ်နိုင်တာတွေရှောင်မလုပ်ဖို့နဲ့နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြဖို့ဆိုပြီးပြောဆိုပါတယ်။ဒီနေ့နေပြီးတော့မှ NCA တနိုင်ငံလုံးအဖြစ်ခက်ရစဲရေးစာချုပ်လက်မှတ်ရေးထိုးခြင်းဆယ်နှစ်ပြည့်အခမ်းအနားမှာမင်းအောင်လိုက်ကအဲ့ဒီလိုပြောဆိုတာဖြစ်ပါတယ်။သူ့အနေနဲ့ငင်းချမ်းရေးရရှိရေးဖက်ဒရယ်ပြည်တော်စုဖြစ်ထွန်းရေးအတွက်တိုင်းဒါလက်နဲ့ကင်တွေကိုဖိတ်ခေါ်ကြောင်းအခြေခံဥပဒေကိုပြင်ဆင်ဖို့လဲသဘောတူညီထားကြောင်း လာမယ့်ပြည်ထောင်စုလွှတ်တော်မှာဆွေးနွေးရမှာဖြစ်ကြောင်းရွေးကောက်ပွဲမှာတိုင်းသားလွှတ်တော်ကိုယ်စားလှယ်တွေဝင်လာနိုင်အောင်ပြည်အစနစ်ကိုအသုံးပြုထားကြောင်းနိုင်ငံရေးပြဿနာတွေကိုလက်နက်ကိုင်ပြီးတော့ဖြေရှင်းလို့မရပဲဆွေးနွေးအဖြစ်ရှာရမှာဖြစ်ကြောင်းလွှတ်တော်ထဲမှာပြောရင်ပိုကောင်းကြောင်းမင်းအောင်လိုင်ကဆိုပါတယ်ဖြစ်နိုင်တာကျွန်တော်ဘက်ကလှုပ်ပေးမယ်တိုင်းရင်းသားနဲ့သက်ဆိုင်ရာပုဂ္ဂိုလ်များကလည်းဖြစ်နိုင်တာကိုပဲပြောဆိုလုပ်ကြဖို့ပြောချင်ပါတယ်မဖြစ်နိုင်တာကိုရှောက်ပြီးတော့မှလုံနေလို့မရပါဘူးဥတီချက်မှန်ကန်စွာလှုပ်ဖို့လိုအပ်ပါတယ် တိုင်းသားတွေရဲ့တောင်းဆိုချက်တွေကိုပြောတဲ့အခါမှာနိုင်ငံရေးစင်မြင်ဖြစ်တဲ့လွှတ်တော်ပေါ်မှာပြောနိုင်တာတော့အကောင်ဆုံးဖြစ်ပါတယ်လို့မင်းအောင်လိုင်ကဆိုပါတယ်။နိုင်ငံမှာအခုလိုပြဿနာတွေကြုံနေရတာကပညာရေးကြောင့်ဖြစ်ပြီးမြန်မာနိုင်ငံရဲ့ပညာရေးအခြေအနေကမကောင်းမှွန်ကြောင်းပညာရေးကို သူ့အနေနဲ့ဦးစားပေးပြီးတာသမီချင်းကျောင်းသားချင်းဆန္ဒတက်ဖို့လိုကြောင်းကျောင်းမဲကိုပြန်လည်ထိန်းချုပ်ပြီးနောက်ပညာရေးကိုဦးစားပေးအနေဖြင့်ကျောင်းတွေချက်ချင်းဖွင့်ခိုင်းခဲ့ကြောင်းမင်းအောင်လိုင်ကဆိုပါတယ် တကယ်တော့မင်းအောင်လိုင်ကတနိုင်ငံလုံးစာတင်ចောင်းတွေကိုစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ចောင်းသားចောင်းသူတွေကလေးငယ်တွေတိတ်ဆုံးပြီးចောင်းတွေအကြီးအကျယ်ဖျက်ဆီးနေတာကိုတော့ထဲသွင်းပြောဆိုသွားခြင်းမရှိပါဘူး။သူကညီကုန်းချုပ်ပြောဆိုရမှာနိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြဖို့လဲပြောဆိုဆုံးသက်ပါတယ်။ကျွန်တော်လေးနဲ့ပြောပြရစီကျွန်တော်တို့နိုင်ငံကိုဒုက္ခရောက်အောင်တော့မလုပ်ကြဖို့ပြောခြင်းပါတယ်။တိုင်းပြည်ကောင်းအောင်လုပ်ကြဖို့ပူးပေါင်းဆောင်ရွက်ပေးကြဖို့ပြောလိုပါတယ်လို့မင်းအောင်လိုင်ကဆိုပါတယ်။မင်းအောင်လိုင်ကဒီနေ့ခန်းနာမှာရေးလာတဲ့စာရွက်ထဲကအကြောင်းအရာတွေဖတ်ပြပြီးတဲ့နောက် သူ့အနေနဲ့နောက်ထပ်10မိနစ်လောက်ပြောပြရစီဆိုပြီးသူ့အမြင်တွေကိုထင်ရမြင်ရတွေကိုထပ်မံပြောဆိုသွားတာလည်းဖြစ်ပါတယ်။